အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကြောင့်မို့အစီကဖျားချောင်းတော်မှာဖြစ်ပါတယ်တနင်္ဂနွေနေ့အဆိုရင်အဲဘတ်စကားလည်းအရင်မှများတဲ့အတွက်ကြောင့်မို့ရှိတဲ့ဘတ်စကားလည်းနေစီပြီးမှဖျားချောင်းနာကိုဆွဆွဆီရောက်နေတဲ့အတွက်ကြောင့်မို့ဘလော့တစ်ခုရိုက်မယ်ဆိုမှရိုက်ဖြစ်သွားတာဖြစ်ပါတယ်ပေါ့နော်တနင်္ဂနွေနေ့ဟာဆိုရင်ဂျာမန်လူမျိုးတွေကလောဟအနားယူတဲ့နေ့လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒီလမ်းဟာဆိုရင် ဘာဟိုးပေါ့နော်တော့ပဲတက်တက်သွားရင် train station ပေါ့နော်သွားတဲ့ line ဖြစ်တယ်ခိုင်တဲ့လူအရင်များတဲ့ line ဖြစ်ပါတယ်တို့တော်လည်းပဲတနေ့ကနေနေ့ကဖြစ်တဲ့အတွက်ကြောင့်မို့တိတ်ဆိတ်နေတက်တယ်ဆိုတော့ကျွန်တော်တွေ့နေရတဲ့အတိုင်းပဲဖြစ်ပါတယ်ပေါ့နော်ဘာလို့လဲဆိုရင်တမန်ကျမ်းစာမှာပြည့်ညတ်တော်7ဘက်မှာပြောထားတဲ့အတိုင်းပေါ့နော် opening နေ့ကိုနေ့ကိုတန်ရှင်းစေခြင်းကသူနေ့ရက်ကိုအောက်မဲ့လို့ပြောတဲ့အတိုင်းဂျာမန်လူမျိုးတွေက opening ကိုတည်ခဲ့ဖျားရှိခိုးလွဲတာက ဖျားရှိခိုးသွားတာကလွဲပြီးတခြားဘာမှမလုပ်ပါဘူး activity တွေလည်းဘာမှမရှိပါဘူးသူတို့ကဖျားရှိခိုးပြီးမိသားစုနဲ့ fellowship ဖွင့်မယ်မိသားစုနဲ့နေမယ်အဲ့လိုမျိုးအနားယူတယ်တကယ်ပဲအနားယူတဲ့နေ့ဖြစ်တော့အဲ့ဒီမှာလေ wifi ပြတ်သွားလို့ဖုန်းခေါ်တာမှလာမှာမဟုတ်ပါဘူးနော်ဘလောက်အရေးကြီးဖြစ်စေသူတို့ကတနေ့ကနေ့ဆိုရင်လုံးဝအလုပ်မလုပ်ဘူးလာမှာလည်းမဟုတ်ဘူးပြီးတော့အရေးကြီးတာက supermarket တွေရော shop တွေရောကျွန်တော်ပြောလိုက်တဲ့အတိုင်းပဲနော်လုံးဝပိတ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်သူတို့ကဈေးရောင်းခြင်းလုံးဝမလုပ်ပါဘူး အဲ့ဒီမှာဆိုတဲ့ကအနားယူတယ်ဈေးလည်းမရောက်ဘူးစနေနေ့ကတည်းကနေကြိုတီးပြီးစင်ပြီးမှဒီနေ့ကနေနေ့မှာဖျားရှိခိုးတာပြီးမိသားစုနဲ့ချင်ပေးတယ်ပြီးတော့ကျွန်တော်တို့လည်းမြန်မာပြည်မှာနေတဲ့အခါမှာခင်ရဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်နေခဲ့တဲ့မြန်မာမျိုးကြောင့်မှာဆိုရင်စနေနေ့ကတည်းကနေကြိုတီးပြီးစင်ရတာပေါ့နော်ပြီးဒီနေ့ကနေနေ့အတွက်ဆိုရင်ဖျားရှိခိုးဖျားတိခင်နေမြင့်တဲ့ဟာရဖွက်တာအဲ့လိုမျိုးပဲပုံပေးနေခဲ့ရတာပေါ့နော်အဲ့တော့ဒီမှာရောက်လာတဲ့အခါမှာလည်းအဲ့ဒီအရာတာပေါ့နော် တနေ့ကနေ့မှနားရတယ်ဆိုတဲ့အကြတာပေါ့နော်ဘုရားရှိခိုးပြီးကိုကိုနားရတယ်ပြီးရင်ကိုလှုပ်ချင်တာလှုပ်တယ်ပြီးရင်လုံးဝအနားယူတယ်ပေါ့နော်အဲ့ဒါတကယ်လေကျွန်တော်တို့အားလုံးအတွက်လိုအပ်တယ်ဘာဖြစ်လို့လဲဆိုရင်တပတ်တလုံးမှာပြန်ပန်းတဲ့စိတ်ပြန်ပန်းတဲ့အားလုံးကိုတနေ့ကနေ့မှအဲ့ဆက်အနားယူပြီးမှလာမယ့်တနေ့လာနေ့မှာတပတ်တံမှာကောင်းဆုံးပြန်လဲတက်ရှင်ပြီးမှကောင်းတဲ့အရာတွေလုပ်နိုင်ဖို့အတွက်အရင်ကြီးတယ်ပေါ့နော်ကျွန်တော်တို့ယူရမှာဆိုလဲစနေနေ့ဆိုရင် အကလိုမစ်စိတ်သွားပြီးမှရေသွားချိုကြတယ်အင်ဂျင်သွားချိုကြတယ်ပြီးစနေနေ့ကလေးကရေခတ်ကြတယ်တင်းကလေးနဲ့သုံးဖွာတော်ပေါ်လာတဲ့အားလုံးပြင်ဆင်ကြတယ်ပေါ့နော်ဒီမှာဆိုလဲဂျမန်လူမျိုးတွေကလည်းဘယ်တော့ပဲခင်မီတိုးတင်နေပါစေဒါတဲ့အားလုံးကိုသူတို့ချိုတင်ပြင်ဆင်ပြီးမှတင်းကလေးနဲ့မှဆွေလုံးဝ relax လုပ်ပါတယ် relax လုပ်ခြင်းရဲ့အသိပေးရဲ့ feel လေးကိုသူတို့တိတ်ကြေကိုခံစားတဲ့နိုင်ငံဖြစ်တယ်ဆိုတာကျွန်တော်သိရပါတယ်ပေါ့နော်ဒါတွေကိုကျွန်တော်ပြန်လည်းပြောပြချင်တဲ့အတွက်ကြောင့်မဗီဒီယိုရိုက်ပြီးမှအားလုံးကို share ပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အားလုံးတင်းကလေးနဲ့မှနားနားယူနေကြပါစေ Pero, pio, pia, chamarel, chido.